ကယ်အားလုံးပဲမြန်မာပြည်သက်တွေအားလုံးပျော်နေမယ်လို့ထင်ပါတယ်ပြည်သက်တွေအားလုံးစောင့်မျှော်နေတဲ့ Joshua Ben နဲ့ Brandon Robert တို့ရဲ့ပွဲစဉ်ကတော့ PC သွားခဲ့ပါပြီဒီပွဲစဉ်မှာတော့ပြည်သက်တွေအားလုံးကြီးရှုခဲ့ကြတဲ့အတိုင်းလုံးဝထင်မှတ်မထားတဲ့စွမ်းဆောင်ရည်နဲ့ Joshua Ben က Flyway Ranking Ascended Fighter Brandon Robert ကိုအမှတ်နဲ့နိုင်ရရှိသွားခဲ့ပါပြီဒါကြောင့်မေ UFC ဩကတာဒေနာဝိုက်ကိုတိုင်ပြောထားတဲ့စကားအတိုင်း Joshua Ben ကတော့ Flyweight Champion ကပ်စင်ကိုကွင့်ရရှိသွားခဲ့ပြီလေဖြစ်ပါတယ် ပွဲမတိုင်ခင်မှာတော့ American Fighter Brandon Roybe ကဒီပွဲစဉ်ကသူ့အတွက် risk များတဲ့ပွဲစဉ်မျိုးဖြစ်ပြီး Joshua Ban အတွက်တော့ဒီပွဲစဉ်ကလုံးဝကိုအသာစီးရနေတဲ့ပွဲလို့ဆိုပါတယ်။နိုင်သွားရင်လည်းတမျိုးကောင်းတယ်လို့ရှုံးခဲ့ရင်လည်းသူ့အတွက်ဘာမှအရေးမကြီးဘူးဆိုတဲ့ပုံစံမျိုးသုံးသပ်ထားခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ရဲ့ချင်းညီငယ်လေး Joshua Ban ကတော့ဒီပွဲစဉ်အတွက်အနိုင်ရရှိဖို့ကိုပဲဦးတည်ကစားသွားခဲ့တာပါ။တကယ်ကိုပဲစွမ်းဆောင်ရည်ကောင်းကောင်းနဲ့ကိုပွဲထွက်လာခဲ့တာပါ။ လက်စပီကလိုနေရာမျိုးမှာကျင်းပတဲ့ပွဲဖြစ်လို့ပိသက်တွေအင်အားကတော့တကယ်ကိုအမခံပါပဲ။ပွဲစားပြီးဆိုရာနဲ့ Brandon Robben နဲ့ Joshua Pano ကလည်းသူတို့ပေးထားတဲ့ဂရီအတိုင်းတကယ်ကိုပဲဂျန်စားတွေစော့ပြသွားခဲ့ကြတာပါ။လုံးဝ face to face ကစားသွားခဲ့တာဖြစ်ပြီး Grambling Mine ကိုလုံးဝမသွားခဲ့ကြပါဘူး။ပွဲက9မိနစ်3ကြိမ်ပွဲဖြစ်ပြီးပွဲစတာနဲ့ Joshua Ben ကပြိုင်ဘက် Brandon Robben အခြေအနေကိုအကဲခတ်ပြီးထိုးသက်နေခဲ့တာပါ ဒန်နရိုဘေကသူ့ရဲ့ခြေတံလက်တံရှေ့မှုကိုအသားပြုပြီးပထမချီမှာတော့တိုက်စစ်ဖွင့်ထိုးနေတာတွေ့ရပါတယ်။ဒန်နရိုဘေထိုးပြီးချိန်တိုင်းဂျော့ရှုဘန်ကကောင်တာလက်သီးလိုက်တာတွေကတကယ်ကိုတက်ရက်လွန်ပါတယ်။ဒုတိယချီမှာတော့ဘရန်ဒန်ရိုဘေကတိုက်စစ်ဖွင့်မထိုးတော့ဘဲဘန်ရဲ့အခြေအနေကိုအကဲခတ်ပြီးပြန်ကစားလာခဲ့ပါတယ်။ဂျိုရှုဘန်နဲ့ဘန်နာရိုဘေတို့ရဲ့ပွဲစဉ်ကအပြန်အလှန်ထိုးချက်တွေနဲ့မျက်နှာတွေကိုပဲထိုးသက်နေခဲ့ကြတာပါ။ပြိသက်တွေအကြိုက်ပွဲစဉ်မျိုးဖြစ်ခဲ့တာပါ။ ချောချောဘန်ကဘန်နရိုဘန်ရဲ့ထိုးချက်တိုင်းကိုပပနနနဲ့ပြန်လဲတုံ့ပြန်ခဲ့ပြီးထိချက်တိုင်းကိုလည်းထီထီမိမိထိုးသက်နေခဲ့တာပါတတိယအချိန်မှာလဲဂျောရှုဘန်နဲ့ဘရန်ဒန်ရိုဘယ်တို့ကစတန်ဖိုက်ကိုပဲဦးတည်ကစားသွားခဲ့တာပါ။ခွေးထဲမှာရှိတဲ့ပြိတ္တတွေကလည်းဟာကနေဟင်ကနေနဲ့လုံးဝကိုအားပေးချမ်းနေခဲ့ကြတာပါ။ပွဲကျင်ညာသူတွေကိုယ်တိုင်ကဒီပွဲစဉ်က face to face fight တဲ့ပွဲစဉ်မျိုးဖြစ်ပြီး no grappling ပွဲစဉ်မျိုးလို့တောင်ပြောသွားခဲ့ပါတယ်။ တတိယချီပွဲပြီးကနီလေးမှာလဲဂျော့ရှယ်ဘန်ရဲ့လက်သီးမီပြီးဘရန်နာရိုဘယ်တယောက်လဲကျသွားခဲ့ကဂျော့ရှယ်ဘန်ကနောက်ကလိုက်ပြီးတည်တဆက်ဖီထိုးခဲ့ပေမဲ့ပွဲချိန်ပြေးသွားလို့သာဘရန်နာရိုဘယ်တက်တာရရခဲ့တာပါတိုင်းဆုံးဖြတ်ခံယူရမှာတော့ဂျော့ရှယ်ဘန်ကပဲပြက်ပြက်သားသားအနိုင်ရသွားခဲ့တာပါဒီနိုင်ပွဲကဂျော့ရှယ်ဘန်အတွက်ရွှေရောင်အနာဂတ်တွေတောက်ပလာတဲ့ပွဲစဉ်မျိုးဖြစ်တယ်လို့မြန်မာပြည်သက်တွေအတွက်မြန်မာပြည်သက်တွေအတွက်လည်းတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့ပွဲချမ်းတစ်ပွဲမျိုးကြီးခဲ့ရတာပါ ဂျော့ချွေဘန်ကဒီပွဲစဉ်မတိုင်ခင် UFC 316ပြိုင်ပွဲကြီးမှာဘရာဇီးဖိုက်တာကိုအနိုင်ရထားတာပါ။ဆိုပါပြိုင်ပွဲကျင်းပပြီး22ရက်အကြာမှာကျင်းပမယ့် UFC 317ပြိုင်ပွဲကြီးမှာလူစားဝင်ထိုးသက်ခဲ့ရပေမဲ့အခုတော့အနိုင်ရလက်ကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ဒါကြောင့်လည်းပြိသက်တွေကတန်တော်ဖြစ်ခဲ့တယ်လို့ USC အတန်းဝိုင်းနဲ့တကဘာလုံးက MMA ပိတ်သက်တွေကလည်းဂျော့ရွှေပင်ရဲ့စွမ်းဆောင်ရည်ကိုလုံးဝသဘောကျနေခဲ့ကြပါပြီ။ အသက်32နှစ်အရွယ် American Fighter Brandon Roybe က UFC Flyweight တန်းမှာအဆင့်17နေရာမှာရှိနေပြီး Joshua Ban တဲ့ပွဲရည်အတွက်များပြီးပွဲတွေ့ကြုံများတဲ့ Fighter တယောက်လည်းဖြစ်ပါတယ်။ Joshua Ban ကအသက်23နှစ်အရွယ် Fighter တယောက်ဖြစ်ပြီး UFC မှာ Brandon Roybe ထက်စာရင်ပွဲတွေ့ကြုံနည်းတဲ့ Fighter လို့ဆိုရမှာပါ။ဒါပေမဲ့သူလှုပ်ပြသွားတာတွေကတကယ်ကိုအံ့ဩစရာကောင်းပါတယ်။ဒါကြောင့်မဲ UFC ဥက္ကဋ္ဌဒေနာဝိုက်ကိုရိုင်းကတိပေးထားတဲ့ချန်ပီယံစင်ခေါ်ကွင်းက Joshua Ban လက်ထဲကိုရောက်ရှိလာခဲ့ပါပြီ။ ဒီနိုင်ပွဲကြောင်း Joshua Bennie နဲ့ UFC မှာကိုယ်ပွဲစကား၈ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကို ပိုင်ဆိုင်လာခဲ့ပြီးဖြစ်ပြီး Champion စင်ကိုခွင့်ပွဲအတွက်ပဲပြင်ဆင်ရတော့မှာဖြစ်ပါတယ်။နောက်လာမယ့် Champion Single ပွဲမှာလည်း Champion ကလေးကြီးကိုကင်မြောက်နိုင်ပါသေးလို့တောင်းဆုပြုရင်းကျွန်တော်တို့ရဲ့ Season လေးကိုဒီနေရာမှာပဲရန်နာလိုက်ပြသေးပါကြီးရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ